မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်။မြင်းကလေးအတွက်လွန်စွာစိတ်ထိခိုက်ကြောင်းနဲ့နေပြည်တော်အစင်းတော်နယ်ရှိမိခင်တောင်ဆန်းစုကြည်ကိုလည်းစိုးရိမ်ပူပန်နေကြောင်းတားဖြစ်သူကိုထိန်လင်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်ငလင်တန်းကြောင့်ပြည်သူတွေဒုက္ခခံစားနေရသလိုနေပြည်တော်အချင်းတော်မှာထိမ့်သိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့မိခင်ဖြစ်သူတောင်ဆန်းစုကြည်ရဲ့အခြေအနေပေါ်စိုးရိမ်ပူပန်နေတယ်လို့ Kim Eric ကကိုထိန်နေကလူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်ကိုထိန်လင်းကတောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကိုအတည်ပြုဖို့နိမ့်မရှိတဲ့ပြင်ဆရာနာရှင်ဘက်ကလည်းလူအခွင့်ရတစ်ခုဖြစ်တဲ့ဆက်သွယ်ခွင့်ရရှိဖို့ညှင်းပယ်နေရတဲ့ကြောင့်မိမိကျမ်းမာရဲ့အခြေအနေကိုစိုးရိမ်မိပါတယ်လို့ရှင်းသားဖော်ပြထားပါတယ်။ ်မြန်မာနိုင်ငံရဲ့အကြီးအမားဆုံးထိခိုက်စေခဲ့တဲ့ငလင်းကြောင့်မန္တလေးစကိုင်းနဲ့အစားနေရာတွေက အသက်အိုးဝင်စီးစိမ်ပျက်စီးဆုံးရှုံးကြရမှုတို့အလွန်စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ကိုထိန်နင်းကပြောဆိုပါတယ် မြန်မာပြည်သူပြည်သားတွေမတွေးဝန်းစရာအကြံဖတ်မှုတွေတိုက်ခိုက်မှုတွေနဲ့ဖိနှိပ်ထုတ်ချက်မှုတွေနဲ့ကြုံတွေ့နေရပြီးဆင်းရဲဒုက္ခများစွာကိုစံစံခံရှင်ဆိုင်နေရစေဆရာနာရှင်ရဲ့လူသားချင်းမဆာနာပဲတဘာဝဘေးအန္တရာယ်ကြာကနေလူသားချင်းဆာနာမှုကင်းမဲ့စွာထပ်မံပြီးလေးဆောင်နဲ့တိုက်ခိုက်ခဲ့တဲ့ပုံအင်မတန်ထိခိုက်နာကျင်ရတယ်လို့လဲကိုထိန်လင်းကဆိုပါတယ် ဒေါန်ဆန်းစုတရဲ့ဆောင်ရွက်မှုနဲ့ဘီအန်နီရဲ့ကာကွယ်ရမုံငွေကိုမာတီတီထောင်ခေရထောက်ပံ့ခြင်းငွေတွေကိုအခုလိုအရေးပေါ်ခြေအနေတွေမှာလိုအပ်နေတဲ့ပြည်သူပြည်သားတွေအတွက်အတူရှိရှိထောက်ပံ့ပေးဖို့အတွက်ဆီယနာရှင်အစိုးရကတင်ဆက်ထားမယ်လို့မျှော်လင့်မိပြီးမြန်မာနိုင်ငံသူနိုင်ငံသားတွေစစ်တပ်ရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်ပြီးတော့အမြန်ဆုံးလင်မြန်နဲ့ပံ့ပိုးထောက်ပံ့ကူညီမှုရှားတင်ရထိုက်တယ်လို့လည်းခင်ငါဆိုပါတယ် ဆီယနာရှင်ထိန်းချုပ်ကန့်သတ်ထားတာမရှိဘဲလိုအပ်နေတဲ့ပြည်သူတွေစီကိုစေဝါအကူအညီထောက်ပံ့တွေအမြန်ဆုံးရရှိဖို့လိုအပ်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ်အငြင်းရန်ကူညီပံ့ပိုးမှုတွေအင်မတန်ကိုအရေးပါတယ်လို့ခင်အဲရစ်ခေါ်ကိုထိန်လင်းကရှင်းသားဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ဆောင်ကတော့ဆီယနာတိမ်မှုနဲ့စစ်ကောင်စီပေါ်အယုံကြည်ကိမဲမှုကြောင့်ငလင်ကယ်စိအာနယ်ခဲရတယ်လို့တော်လိုင်းတပ်ဖွဲ့ကောင်းဆောင်များပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့်ငနေပါဝင်တဘာဝပင်ကယ်ဆယ်ရေးလုပ်ငန်းများ၌ပြည်သူများဝန်းဝန်းလုံဆောင်ကြမည်လှုပ်အားများဆုံးရှုံးခဲ့ရတဲ့ကဲ့သို့စစ်ကောင်စီပေါ်အယုံကြည်ကင်းမဲ့မှုကြောင့်လည်းကုညီထောက်ပံ့မှုများအားနည်းစေခဲ့ကြောင်းတိုင်းသားတော်လှန်ရေးတပ်ဖွဲ့ကောင်းဆောင်များနဲ့ပြည်သူ့ကောက်ွယ်တပ်ဖွဲ့တာဝန်ရှိသူများကပြောဆိုပါရယ်ရမန်နီမှာအင်အားပြင်းငန်လင်လှုပ်ခတ်မှုကြောင့်စကိုင်းနဲ့မန္တလေးတိုင်းပါဝင်နိုင်ငံတော်ဝန်ထိခိုက်ဒေဆုံမှုပျက်စီးမှုများစွာရှိခဲ့ပေမယ့်ကယ်ဆယ်ရေးပိုင်းမှာလိုအပ်ချက်များစွာရှိနေပြီးတော့ အကူအညီများလိုအပ်လျက်ရှိပါသည်။ကယ်ဆယ်ရေးအာဏာမှုကစစ်ကောင်စီပေါ်အယုံကြည်အာဏာမှုကြောင့်အဓိကဖြစ်တယ်လို့ယူဆကြောင်းချင်းမျိုးသားတက်အိုး CNF ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကပြောပါရယ်။နင်းနာတဲ့ပြည်သူတွေနဲ့ထပ်တူဝန်နေပါရယ်။ကယ်ဆယ်ရေးအာဏာသွားတာကနင်းနာသူတွေစီအလူတန်းတွေလက်တွေ့ရရှိမှုပေါ်ယုံကြည်မှုအားနည်းလို့ထင်ပါရယ်။အဓိကကတော့တာဝန်ယူတဲ့စကားစားပေါ်ပေါ်လို့ slide ထက်နေကပြောကြပါရယ်။ချင်းပြည်နယ်မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ တာဝန်ရှိသူစလန်ယုံမန်ကလည်းမင်းအောင်လိုင်အာနာသိမ်းမှုကြောင့်လူငယ်များလန်နက်ကင်တော်လိုင်းလှုပ်ဆောင်နေရပြီးအကံ၍အာနာမသိမ်းခဲ့ပါကလူငယ်များစွာစေရနာဝန်ထမ်းဖြင့်လောက်ကနေကြပြီဖြစ်ဟု၎င်း၏ Facebook မှာရှင်းတာထားပါသည် ဒီနေ့ငလင်ကြောင့်ပြည်စီဆုံးရှုံးတည်ကျင်နေကြတဲ့ပြည်သူတွေအတွက်တိမ့်နေချီတဲ့တော်ရဲကလူငယ်တွေက စေနာဝန်ထမ်းဖြင့်ရာရနေရာကနေကူညီပါဝင်နေကြမှာတော့အသေးချပါအခုတော့ကိုမကူနိုင်တဲ့အခြေအနေတွေကိုထိုင်ကြည့်ပြီးတော့စိတ်ထိခိုက်နေကြတဲ့ဘဝတွေလို့စလိုင်းယောမန်ကပြောပါတယ်လူငယ်တွေကအာနာမသိမ့်မီကိုဗစ်ကာလမှာတရားမီကိုမကြောက်ဘဲဗိုလန်နီယာလောက်ခဲ့ကြသည်ကိုဥမာပေးပြီးတော့ပြောပြသွားရင် ရေစံကြုံမျိုးနဲ့ပြည်သူ့ကောင်ွယ်တပ်ဖွဲ့ပါကားဖတောင်းဝင်ကရဲဘော်ဝေကြီးကလည်းရခုငလင်ပေးသည့်ခိကလာဖြင့်ရှင်ပြောရမည်ဆိုပါကအာသူပအိမ်ဘုံချဲခံလိုက်ရတဲ့ကဲ့သို့ဖြစ်တယ်လို့၎င်းရဲ့ Facebook မှာရေးသားထားပါတယ်။ပြည်သူရွေးချယ်ထားတဲ့ပြည်သူအပေါ်စေရနာထားတဲ့ပြည်သူအစိုးရအုပ်ချုပ်ချိန်မှာတော့တဘာဝကဆိုးကြုံလာချိန်မှာအစိုးရရန်နေရမလုံလောက်မှုကြောင့်ပြည်သူတွေ လူငယ်တွေ အကုံဝိုင်းကိုကြရလက်တွဲကြော်လာကြတာပါ။ အခုတော့ပြည်သူပေါ်စေရနာရုပ်တဲ့မအားလာကဘာမှလုပ်ပေးမှာမဟုတ်တလို့ကုကြယုံကြရှေးထွက်လာကြမဲ့လူငယ်ပရာဟိတသမားတွေကလည်းတောရဲတောင်နဲ့တိုက်ပွဲတွေမှာတိုင်းပြည်အရေးပရာဟိတအသက်ပေးနေရခြင်းပြည်သူအချင်းချင်းဒုက္ခဝင်များကြလက်တွဲကူကြပါလို့ရဲမဝေကြီးကတိုက်တွန်းထားပါတယ်တော်လိုင်းအောင်မြင်မှဖြစ်မယ်လို့လဲရဲမဝေကြီးကရှင်းသားထားပါတယ် န္တလေးပြည်ရဲ့ဆေးဦးဆေးဖွဲ့ဝင်ဒေါက်တာဆိုးသူရစောကလည်းဝန်내ခန့်ပြင်းစရာအကောင်းဆုံးကိစ္စတစ်ခုကတော့ကျွန်တော်တို့လုံအားရင်းဆုံးရှုံးရခြင်းပဲအမတ်တကယ်ဆိုဒီကာလမှာ script အယောင်ဆုံးနဲ့ကျမ်းမာရေးဝန်ထမ်းနဲ့အင်းနိုင်အားလိုက်အလုပ်လုပ်ရမယ့်အချိန်တိန်တယောက်ဆင်းခေါ်စရာမလိုပဲပြည်သူတွေဝိုင်းကြဝန်ချမယ့်အချိန်လို့၎င်းရဲ့ Facebook မှာရေးသားထားပါတယ် စစ်ကောင်းဆောင်များက၎င်းတို့စီးစိန်အာနာတိမြဲအတွက်တိုင်းပြည်ရဲ့ရှင်းမြေပေါင်းများစွာဆုပ်ယူဝါမျိုးနေ၍တိုင်းပြည်ဖြူကားပြားကားချားလာပြီလို့လည်း၎င်းကပြောဆိုပါတယ်။ငလင်နန်းကြောင့်အသက်ဆုံးရှုံးရတာတွေပြင်ငလင်လောက်ခတ်ပြီးနောက်မှာစနေကြတဲ့ကုညီကယ်ဆယ်မှုတွေမလုံနိုင်တဲ့အတွက်ဆုံးရှုံးရမယ့်အသက်တွေလည်းမနေနိုင်မှုကဘာတင်နေတဲ့၍သဘာဝဘေးအန္တရာယ်ဆိုတာတော့ရှိနေအောင်ပါ။ တဘာဝဘေးအန္တရာယ်ကိုချိန်မုံပြုလို့မရဘူး။ဒါပေမဲ့တဘာဝဘေးကိုညီညွတ်တဲ့အားသာရှိရင်ကျွန်တော်တို့ချိန်မုံနိုင်ပါမယ်။တဘာဝဘေးအန္တရာယ်ကိုကြိုတင်တားဆီးလို့မရပါဘူး။ဒါပေမဲ့အာနာရှင်ဘေးကိုတော့ကြိုတင်တားဆီးကောင်းဝင်ကြဖို့လိုပါမယ်လို့ဒေါက်တာဆိုးသူရဆောင်ကဆီယနာရှင်စနစ်တိုက်ပြနိုင်ရင်ကိုတိုက်တွန်းထားပါတယ်။ အာနာရှင်ဘေးကိုပယ်သွင်းနိုင်မှနောင်လာမဲ့သဘာဝဘေးဒါမှာကအန္တရာယ်ပေါင်းစုံကြုံလာတိုင်းနိုင်ငံရေးစနစ်ကောင်းကောင်းပေါ်ခြေခံပြီးတော့အထူးကိအနေဆုံးဖြစ်အောင်လှုံ့ဆော်နိုင်မယ်လို့လည်းအသိပေးထားပါတယ်အနာရှင်အမျိုးမျိုးဆက်ရှိနေပါကမျိုးဆက်သစ်များအရွယ်ရောက်လာချိန်တွင်လည်းနောက်ထပ်နောက်ထပ်သောလူသားအရင်းမြစ်ဆုံးရှုံးရမှုများထပ်ဖြစ်နေမယ်လို့ဒေါက်တာဆူသူရသောကဆိုပါရယ်ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ၊စကိုင်းရွှေဘုံနယ်၊စင်ကူမြို့နယ်ရှိအန်ယူဂျင်းစုံမအုပ်ချုပ်နေမြေများတွင်ငလင်ချောင်းပြည်သူ40ကျော်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမျိုးနဲ့ရွှေဘူမျိုးနဲ့စင်ကူမျိုးနဲ့ရှင်အမျိုးသားညညရဲ့အစိုးရအနုချင်းရဲ့စုမုံအုပ်ချုပ်နေမြများတွင်ငလင်နန်းဆောင်ပြည်သူ၄၀တူတည်ဆုံခဲ့ကြောင်းအနုချင်းရဲ့ကာကွယ်ဝင်စီဌာနပြည်တော်စုဝင်စီဦးရီမွန်ကအသိပေးပါရယ် ယနေ့မလ29ရက်နေ့လယ်ပိုင်းထိရရှိထားတဲ့စီနေရစကိုင်းမြို့ပေါ်မှာပါစကိုင်းမြို့နယ်တွင်၁၈ဦး၊ရွှေဘုံမြို့နယ်တွင်၂ဦးနဲ့စင်ကူးမြို့နယ်တွင်၂၁ဦးစုစုပေါင်း၄၁ဦးငလင်းနံကြောင့်သေဆုံးခဲ့ရတယ်လို့ဝန်ကြီးဦးရင်မွန်ကသူ့ရဲ့ Facebook မှာအသိပေးထားပါတယ်တို့ပြင်ထိခိုက်ဒဏ်ရာရသူများပျောက်ဆုံးနေသူများလည်းရှိနေကြောင်းအသိပေးထားပြီးတော့အရေးအတွက်ကိုတော့ဖော်ပြမှာပါ ပြည်သူချင်းစောင့်ရှောက်ရမယ့်ချိန်မှာပဲငလင်တန်တဲ့ပြည်သူတွေကိုတတ်နိုင်တာကူညီစောင့်ရှောက်ပေးကြဖို့နှိုးဆော်ပါတယ်လို့ဝင်စီကတိုက်တွန်းထားပါတယ်။ NUG ကောင်ဝဲဝင်စီကငလင်ပေးတဲ့ပြည်သူများကိုတက်ဆန်းသမျှအစွမ်းကုန်ကူညီပေးရန်မလ28ရက်နေ့ကတည်းကပြည်သူ့ကောင်ဝဲအဖွဲ့ပါကာဖရဲဘော်များကိုညွှန်ကြားထားပါတယ်။ ထို့ပြင်အန်ယူဂျီကငနေဘေးသင့်ပြည်သူများအားပြည်သူ့ကော်ွယ်တပ်ဖွဲ့ဝင်များနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များကစကိုင်းတိုင်းတွင်ကူညီဆောင်ရွက်ပေးနေသည့်မှတ်တမ်းတပုံများကိုယနေ့ထုတ်ပြန်ခဲ့ပါသည်တနိုင်ငံလုံးတိုင်းတာနဲ့ထိခိုက်မှုတွေ၊သေဆုံးမှုတွေ၊ပျောက်ဆုံးမှုတွေဒါတွေကိုတော့ MOHDAM နေနဲ့ကနအူးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ်ကျွန်တော်တို့စူမိုထင်းချုံနယ်မြေတွေမှာရှိတဲ့သေဆုံးထိခိုက်ပျက်စီးခြင်းကိုလည်းအသေးစိတ်သိရဖို့ပြုစုနေတာရှိပါတယ်အကုန်လုံးတော့ဈေးတွေကစုံလင်တဲ့အခြေအနေတော့မရှိသေးပါဘူးလရှိအခြေအနေရဖုန်းလိုင်းတွေပြတ်တောက်တာတွေအင်တာနက်လိုင်းပြတ်တောက်တာတွေဒါတွေကလည်းရှိနေတဲ့အတွက်စီးနေကောက်ယူနေတုန်းရှိပါသေးတယ်လို့အမျိုးသားညညွေးအစိုးရအန်ယူချင်းငွေကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုန်လက်ကပြောပါရတယ်။ NUG ရဲ့ရမန်နေ့ထုတ်ပြန်ချက်တွင်လည်းစိုးမိုးထင်းချုံနေမည်များတွင်ကုညီကိန်းစိလုပ်ငန်းများ ပြည်လည်နေရာချထားရင်းနဲ့ထူထောင်ရေးလုပ်ငန်းများကိုအချိန်နဲ့တပြေးညီဆောင်ရွက်ရန်အချားငလင်တန်းခန့်ဒေတာရှိ လူမှုအခြေပြုအဖွဲ့များနှင့်ပြည်သူများနေပြင်လည်းအချင်းချင်းစာနာပေးမှ အပြန်အလှန်ကူညီဆောင်ရှောက်ဖို့အတွက်မြစ်တာရက်ခံထားပါသည် အန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးနေဖြင့်လက်တလုံးငလင်ဘေးတံကြောင့်အရေးပေါ်အထောက်ပံ့အကူအညီလိုအပ်လျက်ရှိသော နေရာဒေသအသည့်တီမှဘေးသင့်ပြည်သူများအတွက်ကုညီကယ်ဆယ်ရေးစာနာရိတ်ခါထောက်ပံ့ရေးပြည်လည်နေရာချထားရေးကိစ္စများအစွမ်းကုန်စူးစမ်းနေကြောင်းယနေ့ထုတ်ပြန်ထားပါသည် အဆိုပါကိစ္စရပ်များအတွက်ပြည်သူများနေဖြင့်ပအဝင်လူရန်းနိုင်ကြောင်းအသိပေးထားပြီး လက်ခံရရှိသောကယ်ဆယ်ရေးအလှူငွေများကိုငလင်ပေးထန်သည့်ပြည်သူများထံမြေပြင်ရှိတိုင်းရိုက်ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများနဲ့ချိတ်ဆက်ထောက်ပံ့ပေးသွားမယ်လို့လည်းအသိပေးထားပါတယ်။